မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါကလေးမျိုးနယ်မှာနှစ်ပတ်ကျော်ကြာလှက်စစ်မီပြတ်တောက်နေတာကြောင့်ဒေသခံတွေဟာနေထိုင်စားတောက်ရေးမှာခက်ခဲတွေဖြစ်နေပါတယ်ဒီသတင်းကိုလင်းအိမ်ပေးပို့ထားပါတယ်ရှင်စကိုင်းတိုင်းကလေးမျိုးမှာဖေဖော်ဝါရီလ14ရက်ကစပြီးလျှက်စစ်မီပြတ်တောက်နေတဲ့အတွက်နေ့စဉ်နေထိုင်စားတောက်ရေးမှာခက်ခဲတွေဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ် ပြက်စစ်မီမီရတဲ့အတွက်ထမင်းချက်ပြုတ်တာနဲ့ရေရရှိဖို့ခက်ခဲတွေဖြစ်နေတဲ့အပြင်ပြက်စစ်မီစားတို့အသုံးပြုနေရတဲ့ထင်းမီတွေနဲ့တနိုင်တပိုင်မီထုံမို့အတွက်အသုံးပြုကြတဲ့ပြက်စစ်ပစ္စည်းတွေလည်းဈေးမြင့်တက်လာတယ်လို့ဆိုပါတယ်။ပြက်စစ်မီမပြတ်တောက်ခင်ကမီသွေးတိတ်ကို7800ရှိခဲ့ပေမဲ့မီပြတ်တောက်ပြီးနောက်မှာတော့မီသွေးတိတ်ကို7000အထိမြင့်တက်လာတယ်လို့ကလေးဒေသခံအမျိုးသမီးတယောက်ကပြောပါတယ်။ကလေးတွေဆိုလို့ရှိရင်ကွာပြောမလဲ line မမစားတဲ့နဲ့ကွာ အဲသူတို့ကြောင်းနေမထားဘူးလေနော်အဲဆိုအဲ့အဲ့ဟာခက်ခဲဖြစ်တယ်ဒါပြီးမီးမရှိတဲ့ခါကျတော့ခက်ခဲဖြစ်ပေမဲ့လို့ညရတယ်ဆိုရင်လည်းမစိုးဘူးပြောမှာပေါ့နော်ရေတွေပါတင်လို့ပြုတ်လို့လေအခုကရေတင်ပွဲရစာမားတော့မှာပုံခက်ခဲဖြစ်တယ်အဲ့ဒီဖုန်းတစ်လုံးကိုဥပမာကွာတစ်ထောင်ဆိုလို့ရှိရင်ပါဝါဘတ်တစ်လုံးကို1500ပေါ့တချို့ကလည်းအဲ့လိုတွင်းပြီးအဲ့လိုတောဆွင်းရတာ ်အပ္ပဆန်ရှိတဲ့လူတွေဖွေရတော့မီးဆက်နှုတ်ရင်လို့ဆိုလာနဲ့သုံးရင်သုံးအဲ့လိုမျိုးပေါ့မရှိတဲ့လူရန်စားတွေဖွေရတော့တအားခက်ခဲတာပေါ့မောင်လေးရဲ့အဲ့လိုမျိုးတရက်စီပစ္စည်းတွေဟာလည်းအနာမသိရင်ကတည်းကလင်းနေတွင်းမှာ၅ဇာလောက်ထိမြင့်တက်သွားပြီးကုန်စည်နှုန်းကြီးမြင့်မှုကြောင့်စားဝတ်နေရေးကိုဦးစားပေးရုန်းကန်နေရတဲ့ဒေသခံတွေဟာတရက်စီပစ္စည်းတွေဘက်ကိုမလဲနိုင်တဲ့အခြေအနေရှိနေတယ်လို့လျှက်စီပစ္စည်းရောင်းဆိုင်တွေစီကသိရပါဗျ။လျှက်စီပစ္စည်းတွေဈေးနှုန်းမြင့်တက်တာဟာတဆင့်ဝယ်ယူရတဲ့ရောင်းကိုယ်စားလှယ်တွေစီမှာ ဝယ်ယူရတဲ့ဈေးနှုန်းမြင့်တက်တာနဲ့တရုတ်စရိတ်များပြားတာတွေကြောင့်ဖြစ်တယ်လို့တရက်စီပစ္စည်းရောင်းဆိုင်ရဲ့တာဝန်ရှိသူကပြောပါတယ်ဝေကူလူတွေလည်းတမသိမရှိကြဘူးကျွန်တော်တို့အရင်တော့ဆိုရင်ဒီဒီပိုင်းပြတ်တယ်ဘာညာဆိုလို့ရှိရင်သူကဆိုလာတွေဝယ်ကြတယ်ဗီဒီယိုတွေဝယ်ကြဒီလိုဝယ်ကြတာပေါ့နော်အခုတော့လည်းလူတွေနှုတ်လို့လို့မရှိဘူးဒီလိုပဲသိပြီးတော့လည်းမဝယ်နိုင်ကြဘူးလို့ဖြစ်တာစာဝတ်နေရေးအတွက်ပဲနည်းနည်းလုံမနေရတဲ့ဘောလောက်ဖြစ်သွားတယ်ကျွန်တော်ကြည့်ရတာ 2020လောက်ကနေစရင်အခုချိန်မှာဆိုကျွန်တော်ပြောပြမယ်အဲအဲကွန်နဲ့ကျွန်တော်ပြောပြမယ်အဲကွန်တစ်လုံးကအဲ့ချိန်ကဆို2သိန်းလောက်ရှိရကျွန်တော်အဲကွန်တစ်ကောင်တစ်လုံးက2သိန်းလောက်ရှိရအခုဆိုရင်အဲကွန်တစ်ကောင်တစ်လုံးက10သိန်းလောက်ရှိရလျှက်စင်ပြီးပြတဲ့အတွက်ကလေးချင်းတောင်တွင်းကအချင်းသားတွေပါတုံးရင်နဲ့ချိုးရီအတွက်အခက်အခဲတွေရှိသလိုတချို့ရက်တွေမှာရေမချိုးဘဲနေရတာတွေရှိတယ်လို့ကလေးချင်းတောင်နဲ့နေဆက်သူကပြောပါတယ်မီးပြတ်ပြီဆိုရင်တရအချင်းသားတွေက၄ရက်လောက်ရေမချိုးရဘူးเนาะနောက်တောက်ရီရလည်း ဒီလာတဲ့ဒီရေတန့်စစ်တဲ့ဖစ်တာအလုံးမလုံးတော့တဲ့တောက်ရေခတ်ပြီးဆိုရင်လည်းရည်စစ်နဲ့တော့စစ်လို့မရတဲ့နုံးနယ်တွေပါရေဝဝကြီးတွေအဲ့ဒီလည်းတောက်ရတယ်ရေမတန့်ဘူးပေါ့နောက်ချိုးရေလိုမျိုးမီးတွေပါပြက်ပြီးဆိုရင်အဲ၃ခွဲ၄ခွဲလိုပဲရခွဲသေးလေးနဲ့အဲဆိုရေချိုးလို့ဘယ်လိုမှဖြစ်ဘူးပုံမှန်ချင်းနေတော့မှ15ခွဲလောက်ပဲရတယ်ခွဲကတကယ်တိတိပက်ပက်လေးပေါ့နော်အချင်းနောက်မှာရှားပါဆုံးကတောက်ရေ၃ရေပဲကလေးမျိုးမှာတော့လျှက်စစ်မီဟာဖေဖော်ဝါရီလ14ရက်ကစပြီးပြတ်တောက်နေတာ တိုက်ပွဲတွေကြောင့်လျှက်စစ်ကြိုးပြက်ကျနေတဲ့အတွက်တာရောက်ပြုပြင်ဖို့မလွယ်ကူသေးဘူးလို့ကလင်းမြို့လျှက်စစ်ရုံးတာဝန်ရှိသူကလူမှုကွန်ရက်မှာအတည်ပြုထားပါတယ်။ကျွန်တော်လင်းပါကင်းနီပြည်နယ်အမှတ်1105တရင်ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် PPDF ကို2022ခုနှစ်မတ်လ6ရက်နေ့ကစတင်တီထောင်ခဲ့ကတရင်တီထောင်ပြီး3နှစ်အတွင်းတပ်ဖွဲ့ဝင်9ယောက်ကြာဆုံးခဲ့ရပြီးအယောက်90တိကျတဲ့အရရှိခဲ့တယ်လို့တရင်တာဝန်ရှိသူကပြောပါရယ် PPDF ကိုတော်လှန်လိုစိတ်ပြင်းပြတဲ့လူငယ်လူရွယ်တွေနဲ့ဖွဲ့စည်းထားပြီးပြည်သူလူထုဒဏ်တူအခွင့်အရေးရဖို့ Federal Democracy ရဖို့အတွက်စစ်ကောင်စီတပ်ကိုတော်လှန်နေတာလို့ဆိုပါတယ်။တရင်၃နှစ်ပြည့်မှာ PPDF တက်မတော်အလံကိုအလေးပြုတာ၊ကြာဆုံးခဲ့ရတဲ့အာဇာနည်တွေကိုအလေးပြုတာ၊ကြာဆုံးရဲဘော်တွေရဲ့မိသားစုဝင်တွေကိုဂုဏ်ပြုမှတ်တမ်းပေးရတာ၊ခေါင်းဆောင်တွေကအားပေးစကားပြောတာ၊အမတ်တရတပ်ပုံရိုက်တာတွေပါဝင်ပြီးအခမ်းအနားကို EAO အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ပြည်သူတွေကတက်ရောက်ခဲ့တယ်လို့သိရပါဗျ။ VPDF အနေနဲ့ KNY ပြည်နယ်အနှံ့ကရှေ့တန်းစစ်မျက်နှာပြင်တွေမှာမဟာမိတ်တပ်တွေနဲ့အတူစစ်ကောင်စီတပ်ကိုတော်လှန်နေတဲ့တပ်ဖွဲ့တခုဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။မုံရွာမန္တလေးလမ်းပိုင်းပေါ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းစစ်တပ်ဘက်ကစက်တက်လေးထီနဲ့ဘုံကျဲလို့၃နှစ်ရွယ်ကလေးငယ်တအုပ်အပါဝင်ခီးသွားပြည်သူ၃ဦးသေဆုံးပြီး၂ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ချောင်းပကဖပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ ပြီးခဲ့တဲ့မတ်လ၄ရက်နေ့ညနေပိုင်းကချောင်းဦးမြို့နယ်မုံရွာမန္တလေးကားလမ်းပိုင်းပေါ်မှာပကဖပူပေါင်းတပ်တွေကစစ်ကားတွေကိုကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအဲ့ဒီတိုက်ပွဲမှာစစ်တပ်ကခီးတဲ့ကားတစ်စီးကခီးတဲ့တွေကိုလူသားအတိုင်းဖြစ်တုံးပြုခဲ့တယ်လို့သိရပါဗျ။ဒါကြောင့်ပြည်သူ့ကော်မတီရဲ့အဖွဲ့တွေကခီးတဲ့တွေကိုဘေးလွရာနေရာတစ်ခုမှာဝှက်ခိုင်းတဲ့အချိန်စစ်တပ်ဘက်ကစက်တက်လေးထိအုံပြုပြီးခီးတဲ့တွေရှိတဲ့နေရာကိုဘုံကျဲခဲလို့အခုလိုတိုက်ဆုံကုန်လာလို့ချောင်းမြို့နယ်ပါကာဖာတာဝန်ခံက TV ကိုပြောပါရယ် အဲ့တိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်ကတူဘိုတုပ်အပါအဝင်16ဦးသေဆုံးခဲ့ပြီးစစ်တပ်ဘက်ကလက်နက်ကြီးလက်နက်ငယ်တွေသိမ်းဆီးရမိခဲ့တယ်လို့တံပြားကာကနှစ်စီးကတော့မောင်းနှင်လို့မရတော့တာကြောင့်မိရှုဖြက်စီးခဲ့တယ်လို့သိရပါဗယ်အဲ့တိုက်ခိုက်မှုကိုပါကဖပူပေါင်းဖွဲ့တွေကပူးပေါင်းပါဝင်ခဲ့တာဖြစ်ပြီးစစ်တပ်ဘက်ကသေဆုံးမှုကိုတော့ TVB အနေနဲ့အတည်ပြုနေစေဖြစ်ပါတယ်ရှင် အေရီတိုင်းမှာပြီးခဲ့တဲ့တလအတွင်းစစ်ပေးဆောင်အယောက်100ကျော်ကိုအကြံဖက်အဖွဲ့ဝင်တွေလို့ဆွဆွဲပြီးစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တယ်လို့စစ်ပေးဆောင်ရေးကူညီပေးနေသူတွေက ပြောပါရတယ်။အေရီတိုင်းမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလ10ရက်နေ့ကနေ28ရက်နေ့အထိတလအတွင်းစစ်ပေးဆောင်အမျိုးသား86ယောက်အမျိုးသမီး21ယောက်ကလေးငယ်4ယောက်ကိုစစ်ကောင်စီတပ်နဲ့ရဲတွေကဖမ်းဆီးခဲ့တာလို့စစ်ပေးဆောင်တွေကိုကူညီပေးနေသူတဦးကပြောပါရတယ်။ အဖမ်းခံရသူတွေကို PDF တွေ AA တက်ဖွဲ့ဝင်တွေလို့ဆွဆွဲဖမ်းဆီးထားပြီးအဲ့ဒီထဲမှာကလေးတွေလည်းပါဝင်တယ်လို့သိရပါဗျ။အဲ့ဒီစစ်ပေးဆောင်တွေကိုစကောက်စီတန်းနေရဲတက်ဖွဲ့ကအကြမ်းဖက်ဥပဒေတွေနဲ့အမှုဖွင့်အရေးယူထားတာရှိသလိုအမှုမဖွင့်သေးဘဲဖမ်းဆီးထားတာတွေလည်းရှိတယ်လို့စကောက်စီတိုင်းရဲတက်ဖွဲ့နဲ့နှီးဆက်သူကပြောပါဗျ။ ပြီးခဲ့တဲ့လအတွင်းစကောင်စီကဖမ်းဆီးခဲ့တဲ့စစ်ပေးဆောင်100ယောက်ဟာငပုတော်၊တာပေါင်း၊ရေကြီး၊ငတိုင်းချောင်း၊ကြံခင်၊ဟိုင်းကြီးကျော်၊ငရုတ်ကောင်း၊ပသိမ်၊ရွှေတောင်ရံစတဲ့မြို့နယ်တွေကအများဆုံးဖမ်းဆီးခံခဲ့ရတာလို့သိရပါတယ်ရှင်။ DV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ။ကျမတို့ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။